ဒီနေ့သရင်ညွတ်လာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်မှာဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကလာမှာမြတ်စွာဘုရားဟာတော်ရင်သားလက်ပြည့်တက်ပြီးတပည့်ဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီကနေ့သူပြည့်ကိုပြန်နေကြွာလာတယ်အမတ်တရားနေ့ နေဦးပဲပြီးဓမ္မခါရနေလို့ဆိုတာပြီးဓမ္မခါရနေဆိုတာပြီးဓမ္မတရားဟောရကဝါဇုလာဘိကျောင်းတရားရည်အစီစာပြီးတော့ဟောတာတရေညောလာဘိနေစေပြီးတယ်အဲ့တော့ပြီးဓမ္မတရားဟောလို့ဆုံးသက်တဲ့နေတို့တို့မှတ်ရမှာဒါကိုပဲပြီးဓမ္မခါရနေလို့ဆိုပြီးဓမ္မပြေမှာမှတ်သားနားလည်ထားကြလို့ဘုရားပြီးဓမ္မတရားစတင်ဟောတာတော့ ဝါဆိုပြီးတဲ့ဝါဆိုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်။သုံးလကြအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတောင်းရင်သာတပ်ပြီးမှဟောကြားပြီးဒီကနေ့ဘဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာတပ်ပြီးကသကြမင်းဖန်ဆင်းတဲ့ရွှေစောင်းနှံငွေစောင်းနှံပြမြာစောင်းနှံလို့ဆိုတယ်။စောင်းနှံလေးကားကြီး300အနေနဲ့ ခန္ဓာတပြိ့စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွားလာတဲ့နေသူနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မသားထားဖို့လိုတယ်ဘုရား။ဘာလို့လဲဆိုဒီတရင်ညလာပြီနေဆိုရင်တရင်ညလာပြီတရင်ကျပြီဆိုပြီးတော့လျှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထုမြတ်တဲ့လူကြီးကိုပြန်လေကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကျုပ်ပူဇော်ရဲဆိုတဲ့ပူဇော်ပွဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအထေရွယ်နဲ့သရေညုလာတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ ဒီလိုပြောင်းလဲချာရသော်ဗျာရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရေညွလပြည်နေမှာမိထွန်းနာရောကတိကနက်ခတ်လို့ခေါ်တယ်မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာအရာမိထွန်းကြတာဖြစ်တယ်ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလီဆိုတဲ့မိထွန်းမွေးကျင်းပါတယ်လို့ပဲ ိုယ့်ရဲ့အစင်လာရလောက်ကြတာမြမကြီးကဘုရားဘာသာဝင်တွေကတော့မိထွန်းတာလို့အဲ့ဒီကတိကနေခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဖြစ်နေမြတ်စွာဘုရားကိုကျိုးစိုးနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရေညောလပိနေ့မှာမိထွန်းတယ်လို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုံးဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ် လို့မဟုတ်ပဲနဲ့နက်ခတ်ပွဲအနေနဲ့မိထွန်းတယ်မိအလှဆင်ပြီးတော့မိထွန်းတယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ဘုရားဝတ္တရီကတော့ပြောင်းလိုက်တာဒီဖျားကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖျားကိုစုဆိုတာဂျိုကြီးကိုလို့ပူဇော်တာတကွာဘုရားဝတ္တဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ဘဲနဲ့ ဖះကိုရှုကိုပူဇော်တယ်ဆိုရင်ဒိဗေရှိတယ်ပူဇော်မှုဖြစ်လာကျိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိညာစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာယုပြုလိုက်ရုံနဲ့ပဲကုသိုလ်တွေအများကြီးဖြစ်သွားမယ်လို့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖះနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ် သမန်လို့မအောင်မိတယ်နေဥပမာမဲ့ကြည့်စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြီးလို့ဆိုလိုင်းခင်းတဲ့ကြောင့်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်လာတံမိုးချင်းกว่าလေအကြောက်တော့ကြောက်ပဲလမ်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုး ဒီကြောက်ကလေးတဝင်းရင်တံမိုးဘယ်တံမှကွာတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတံမိုးချင်းကွာတတ်တယ်အဲ့တော့တံမိုးရှိတာဟာကိုရအောင်တို့လုပ်ရမယ်ဆိုရင်နှလုံးသွင်းတရားလေးထားပြီးတော့အစဉ်လာမှုလုံးထမဟုတ်ပဲနဲ့အထိပယ်ရှိရှိတို့ဘာဖြစ်လို့သရင်ညိုလာပြီးမှမိထွန်းတယ်လေဖရာကိုပူဇော်တယ်လေဆိုရင်တော်ရင်းသာနှစ်ပြေကတွေ့ခဲ့တဲ့နှစ်ပေါင်း2600က အဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတဲ့မြတ်စွာဘုရားကိုခေယုကျူပူဇော်တော်အဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအယုံမျိုးလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ် ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာရေလှူတာတဏ္ဍသံဃာပူဇာပေါ့နော်ယရဏသုံးပါးကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းမတမ်းမှကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာတရားမဟုတ်ခင် ူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့လက်ပြေရောက်သွားတဲ့နတ်သားနှစ်ယောက်ရှိတယ်။အဲ့ဒီနတ်သားနှစ်ယောက်ဟာလူချတန်ခဲ့ကြတာချင်းပဲ။သို့တော့တဦးနဲ့တဦးဟာလူတဲ့အတိုင်းတပမာဏမတူဘူး။လူတဲ့ပုံကိုယ်တွေလည်းမတူဘူး။အဲ့ဒါလေးကိုခရုဆိုင်ပြီးတော့မှတ်သားထားဖို့။တယောက်ကတော့အင်ကူရနတ်သားလို့ခေါ်တယ်။ပြီးတော့မှတရားဟောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့ တဲ့ရပဲနာမှာဖရာနဲ့အနီးဘယ်တော့ဖြစ်ခဲ့ဘူးတဲ့တန်တုတိတ္တနတ်သားကအဘိဓမ္မာတရားလာနာဖို့ဖရာနာရောက်နေတယ်အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကူရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲဘယ်တော့ကြီးအနိမမှာထိုင်နေကြတယ်တဖြည်းဖြည်းတရားဝဲစတော့မလို့နီးလာတဲ့အခါမှာတတ္တိဟာတဖွဲ့ဖွဲ့ရောက်လာကြတယ်